ရင်ချောင်းတစ်ချောင်းကိုဘလို့ထုတ်လုပ်တယ်လဲ၊ဘာတွေပါဝင်တယ်လဲထုတ်လုပ်ပုံအစဉ်စဉ်ကိုတော့ဒီဗီဒီယိုမှာမြင်တွေ့ရမှာဖြစ်ပြီးပါဝင်ပစ္စည်းများကိုတော့ဘ ഹു တုတရစီရင်ပြောပြပေးမှာဖြစ်ပါတယ်။သတိပြုရမှာကတော့ရင်ချောင်းမျိုးစားကိုမူတည်ပြီးပါဝင်ပစ္စည်းတွေကွာခြားနိုင်ပါတယ်။ယခုဖော်ပြခြင်းကတော့ရင်ချောင်းအားလုံးကိုခြုံငုံပြောပြခြင်းဖြစ်ပါတယ်။ရင်ချောင်း၏ဖွဲ့စည်းမှုသည်အမျိုးအစား E6010, E6013, E9018 စသည်နှင့်အတုံးပြုမည်တတ်တူအလိုက်ကွဲပြားတော်လဲရေဘူးရအဖြစ် အောက်ပါကျက်စင်များပါဝင်လေးရှိပါသည်တဲ့။ ပင်မတတုကျက်စင်များတန်အဓိကပါဝင်ပြီးရိန်ချောင်းဤ60ရာခိုင်နှုန်းကျော်ကိုဖွဲ့စည်းထားသည့်ကာဗွန်တန်မနီဤမာဆက်မှုနှင့်အကောက်မှုကိုထိန်းညှိပေးသည့်ညာလျင်ပြည့်လွယ်စေနိုင်မန်ဂနစ်ခြေတံခန္ဓာရည်နှင့်ပျော့ပြောင်းမှုကိုမြင့်တင်ပေးသည့်ဆီလီကွန်ခြေဖယ်ရှားမှုနှင့်အရေကြုံမှုစီးဆင်းနိုင်စွမ်းကိုကောင်းမွန်စေသည့်နှင့်လေဆာကျက်စင်များ dioxidizers ရိန်ချောင်းအတွင်းရှိအောက်ဆီဂျင်ကိုလျှော့ချရန်ထည့်သွင်းထားသောကျက်စင်များအလူမီနီယံတိုက်တေနီယံဇာကွန်နီယံ၃တတုဆက်ကျက်စင်များခရိုမီယံ stainless ရင်ချောင်းများတွင်ခြေတံခံနိုင်ရည်ကိုမြင့်တင်ပေးသည့်နီကယ်အေးကဲမှုတံခံနိုင်ရည်နှင့်ပျော့ပြောင်းမှုကိုကောင်းစေသည့် molybdenum အပူခံနိုင်ရည်နှင့်ခြေတံခံနိုင်မှုကိုမြင့်တင်ပေးသည့်လေဖျောင်းစွာ flux coating တွင်ပါဝင်သောဓာတ်ဆင်များဝရင်ချောင်း၏အပြင်ဘက်တွင်ဖုံးအုပ်ထားသောတွင်အောက်ပါဓာတ်ဆင်များပါဝင်နိုင်သည့်ယူတိုင်း titanium dioxide ဝရင်ရည်သွေးကိုမြင့်တင်ပေးသည့် silicate ချော်ရည်ဖြစ်ပေါ်စေရန် fluoride ခြေဖယ်ရှားမှုနှင့်ဓာတ်ငွေ့ကာကွယ်မှုပေးသည့် calcium carbonate အောက်ဆီဂျင်လျှော့ချရန်ငါ အခြားအရေးကြီးသောတက်ဆင်များဆာလာဘာဖော့စပရက်အလွန်ကြုံပါကဝရင်ချော်ရီ၏အရေးသွေးကိုကြာစင်းစေနိုင်သည်ဥပမာ E9018 ဝရင်ချောင်း၏တက်ဆင်ဖွဲ့စည်းမှုတန်ပီ95ရာခိုင်နှုန်းကျော်ကာဗွန်တုံညာတတ္တမတုံညာ၅မတုံညာတတ္တမတ၅ရာခိုင်နှုန်းမန်ဂနိမင်တတ္တမတုံညာမတတ္တမ၅ရာခိုင်နှုန်းဆီလီကွန်ဆိုက်တုံညာတတ္တမ၅မတုံညာတတ္တမ၈ရာခိုင်နှုန်းခရိုမီယံခတုံညာတတ္တမတမတုံညာတတ္တမ၂ရာခိုင်နှုန်း မီကဲနိုင်၊သူညတတမတမ၊သူညတတမ၃ရာခိုင်နှုန်းအရေးကြီးသောမှတ်ချက်အနေနဲ့ကတော့ရင်ချောင်းရွေးချယ်ရာတွင်အုံပြုမိတတုလိုအပ်သောမာကျောမှုခံနိုင်ရေးနှင့်ဝယ်ရင်းနီလန်းတို့ကိုထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ Okay, let's go.